်အားလုံးပဲမင်္ဂလာပါကျွမ်းမာရေးကိုချစ်သူတိုင်းတွင်ဒီနေ့ဗီဒီယိုလေးမှာကျွန်မတင်ဆက်ပေးမှာကတော့ဇက်ကြောဘာကြောင့်တတ်တာလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လူတိုင်းမှာတခါတလေဇက်ကြောတတ်တယ်ဆိုတာဖြစ်ပူးကြမှာပါအထူးသဖြင့်အိတ်နေတုန်းတတ်တာကိုလက်လေးချိန်ခံလှုပ်ပြီးနောက်တတ်တာတခါတလေမနေနိုင်အောင်နာပါတယ်ဒီနေ့မှာတော့ဇက်ကြောတတ်ခြင်းရဲ့အကြောင်းရင်းရှောင်ရှားနေနဲ့ ပြဿနာဖြစ်တာမျိုးကိုဘယ်အချိန်မှာဆရာဝန်ထံ သွားတဲ့ ਨੇ ဆိုတာကိုတိတိကျကျပြောပြပေးတော်မှာဖြစ်ပါတယ်။ပထမဆုံးဇကြောတက်ရခြင်းအကြောင်းရင်းပြောပြပေးပါမယ်။ဇကြောတက်တာဆိုတာမာဆိုခရမ်ဖြစ်ပါတယ်။ကြွက်သားတစ်ခုတော့မဟုတ်အုပ်စုတစ်ခုဟာဆွဲသွားပြီးစိတ်နေတယ်လို့နာကျင်ခြင်းဖြစ်ပါတယ်။နံပါတ်၁ကတော့ရေဓာတ်မလုံလောက်ခြင်းပါ။အဖူပြင်းတဲ့နေရာမှာအလုံးလုံးတဲ့သူတွေ ရေမတောက်တဲ့သူတွေမှာအရန်ဖြစ်လွဲပါတယ်။နံပါတ်2အချက်ကတော့ electrolyte ချိုသေးခြင်း။ခန္ဓာကိုယ်ထဲမှာရှိတဲ့ potassium, calcium, magnesium တို့ညော့နေတာကြောင့်လည်းစက်ကြောတက်တက်ပါတယ်။ပဲငပြောသည် လိမ္မော်သည်စာရာမစားဘူးဆိုရင်လည်းဖြစ်နိုင်ပါတယ်။နံပါတ်3ကတော့အာကစားကိုလက်လေးချိန်ကလှုပ်ပြီးနောက်တခါတလေ stretch မလုပ်ဘဲ အနားမယူဘူးဆိုရင်လည်းစက်ကြောတတ်တတ်ပါတယ်။နံပါတ်၄ကတော့တချို့အသက်အရွယ်ကြီးသောလူကြီးတွေမှာအဲ့နေတော့စက်ကြောတတ်တာတွေအဖြစ်များပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှမာဆော်ရီရဲ့ပုံမှန်လှုပ်ဆောင်မှုညှော့နယ်လာခြင်းကြောင့်လည်းဖြစ်ပါတယ်။နံပါတ်၅ကတော့နောင်ဖြစ်လာနိုင်တဲ့ယောဂအကြောင်းများကတော့စီးကျိုး၊တွေးကြောခြင်းနာတို့နှလုံးနဲ့ကြောက်ကဆိုင်ရာပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရှောင်ရှားနီးလေးတွေကိုပြောပြပေးသွားပါမယ်။နံပါတ်၁ကတော့ရေမြမြတောက်ပါနော်။နေ့တိုင်းအနည်းဆုံး၈ခွက်တောက်ပါ။အပူနဲ့လှုပ်ရှားမှုများတဲ့သူများအတွက်ပုံလို့လိုအပ်ပါတယ်။နံပါတ်၂ကတော့အစာအစာစားသုံးတဲ့အခါမှာဓာတ်တတ္ထုပါတဲ့အစာအစာများစားသုံးပါ။ငပြောသည်တန်တွင်ရွက်ပေနို့စတာမျိုးပေါ့နော်။နံပါတ်၃ကတော့နေ့တိုင်းရိုးရိုးပုံမှန်လမ်းလျှောက်တာ။ မိနစ်20ပြုလုပ်ပေးပါတွေးလေပတ်မှုကောင်းလာပြီးချွတ်သားအုပ်စုများပြေလျော့စေပါတယ်နံပါတ်4ကတော့နေ့တိုင်းအိပ်ရာမဝင်ခင် stretch လုပ်ပေးပါခါခြေထောက်တွေကို အနည်းငယ်ဆွဲညစ်ပေးတာစက်ကြောတတာကိုယော့စေနိုင်ပါတယ်ဆက်လက်ပြီးဘဲချိန်မှာဆရာဝန်ထံသွားတင်လဲဆိုတာကိုပြောပြပေးတော့ပါမယ်တပတ်ကိုနှစ်ခါသုံးခါအထက်ဖြစ်လာတယ်ဆိုရင် တခြားနဲ့မတူတဲ့နာကျင်မှုများနဲ့ဇကြောတတ်တာရှိလာတယ်ဆိုရင်ခြေထောက်အပေါ်ပိုင်းဖိလို့နာကျင်လာတယ်ဆိုရင်ရုပ်တရက်ကြွက်သားများထိမ့်မနိုင်တာမျိုးဖြစ်လာရင်ဆရာဝန်ကိုချက်ချင်းပြတာတင်ပါရယ်နော်နောက်ဆုံးအကြံပြုချက်ကတော့တခါတလေကျွန်တော်တို့စောင့်ရှောက်ဖို့မေ့နေတဲ့ခန္ဓာကိုယ်ဟာရိုးရိုးလေးပြောပြနေတတ်ပါတယ်ဇကြောတတ်ခြင်းကလည်းအဲ့ဒီလိုအချက်တစ်ခုပါပဲ ကောင်းမွန်တဲ့အစားအစာရေတောက်မှုတစ်နေ့တာလှုပ်ရှားမှုနဲ့ stretch နဲ့ရှောင်ရှားလို့ရပါတယ်။ဓမ္မလမ်းစဉ်အနေနဲ့ပြောရရင်လေကိုကိုယ်တိုင်တတိထားမိခြင်း mindfulness လုပ်ခြင်းစိတ်ကိုနှလုံးနှစ်ခုလုံးအတွက်အကျိုးရှိပါတယ်။ဗီဒီယိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တင်အတွက်အသုံးဝင်မဲ့ထင်ရင် like comment share လုပ်ဖို့မမေ့ပါနဲ့နော်။ နောက်ထပ်ကျမ်းမာရေးဗီဒီယိုလေးတွေအတွက် subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျမ်းမာချမ်းသာပါစေမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်